ကိုရွေးချယ်တဲ့သူဟာကို့အတွက်မဟုတ်ဘူးဆိုတာ သိတဲ့အချိန်မှာ right person မဟုတ်ဘူးဆိုတာသိတာနဲ့ကိုကိုကိုအရင်ပြင်ဆင်ဖို့လိုအပ်တယ်ဒီတင်ညာရေးမှာဆိုလို့ရှိရင်လေကျမတို့ရဲ့လူပတ်ဝန်းကျင်မှာကိုတကယ်စိတ်ဝင်စားပဲနဲ့ပတ်ဝန်းကျင်ကြောင်းတော့လက်ကောင်းကျမဒီ၁၀တန်းလောင်ဝါဆိုလို့ရှိရင်ကိုဘာဖြစ်ချင်လဲဆိုတာတည်တည်ချာချာမသိဘူးထိတွေ့ခွင့်လည်းသိမရခဲ့ဘူးဒါပေမဲ့အားလုံးပဲမင်္ဂလာပါရှင် financial vigilance post ကနေပြန်လဲကြိုးဆိုပါတယ်ဒီတစ်ပတ်ရဲ့ခေါင်းစဉ်လေးကတော့မားပြန်နေလို့ပဲပြီးရင်ကောင်းမလားပေါ့เนาะတကယ်ကတော့ဒီ content လေးဖြစ်လာခြင်းအကြောင်းအရာကျွန်မဒီဂျပန်စကားပုံလေးတစ်ခုဖတ်မိရာနေပြီးတော့စဉ်းစားမိတဲ့ content လေးပေါ့เนาะဂျပန်စကားပုံကပြောလဲဆိုတော့ if you get on the wrong train get off of the nearest station เนี่ย the longer it take you to get off the more expensive return trip will be ရဲ့သူကပြောတာဒါဟုတ်တဲ့ကြီးဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ကိုယထာမှားစီးမိပြီဆိုတာသိတာနဲ့တိတိချင်းအနည်းဆက်ဆုံးဘူတာမှာဆင်းပါတယ်မဟုတ်လို့ရှိရင်ကိုပြန်သွားမယ်လမ်းကြောင်းအတွက်ပေးရမယ် return ticket fees ကအရန်များလိမ့်မယ်ပေါ့နော်အဲ့ဒါမှန်တယ်ပေါ့နော်အဲ့ဒါကမှန်တယ်ဆိုတာကတော့လူတိုင်းသိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ဒီဘဝတက်လျှောက်မှာပေါ့နော်။ ပညာရေးလမ်းကြောင်းရွေးချယ်တဲ့အခါမှာပဲဖြစ်ဖြစ် career ပေါ့နော်အသက်မွေးဝမ်းကြောင်းရွေးချယ်တဲ့အခါမှာပဲဖြစ်ဖြစ်ဘဝလက်တွဲပေါ့ရွေးချယ်တဲ့အခါမှာပဲဖြစ်ဖြစ်ကျမတို့ကမထင်မှတ်ဖဲနဲ့အမှားတွေကိုပြုလုပ်မိတတ်ကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပညာရေးမှာဆိုလို့ရှိရင်လေကျမတို့ရဲ့လူပတ်ဝန်းကျင်မှာကိုတကယ်စိတ်ဝင်စားပဲနဲ့ပတ်ဝန်းကျင်ကြောင့်တော့လည်းကောင်းမိသားစုကြောင့်တော့လည်းကောင်းအမိဖားကြောင့်တော့လကောင်းပေါ့နော်ကိုတကယ်စိတ်ဝင်စားတဲ့ဘာသာရက်ကိုစိတ်ဝင်စားတဲ့ထင်ပြီးရွေးချယ်မိတတ်ကြလေရှိနေပေါ့နော် အဲဥမာဆိုလို့ရှိရင် ကိုနဲ့ဥမာပြရမယ်ဆိုရင်ဒီမဒီ၁၀တန်းလောက်ဝါဆိုလို့ရှိရင်ကိုဘာဖြစ်ချင်လဲဆိုတာတေးသေးချာချာမသိဘူးထိတွေ့ခွင့်လည်းသိမရခဲ့ဘူးဒါပေမဲ့လူအများကစေးချောင်းစေးချောင်းဆရာဝန်ဆရာဝန်ဆိုကိုလည်းကိုကိုကိုဆရာဝန်ဖြစ်ချင်တယ်ပေါ့စေးချောင်းတက်ချင်တယ်ပေါ့အဲ့လိုမျိုးဖြစ်ခဲ့တယ်အဲဒါပေမဲ့ ျမ10တန်းမှာအမှန်စေးချောင်းမမိသေးဘူးပေါ့နော်မင်းကလေးဖြစ်နေတဲ့အတွက်အင်ဂျင်နီယာဆိုတဲ့အကြောင်းကိုလည်းနှမတ်နိုင်လားမသိကတ်လွယ်ထားတယ်အဲ့ဒါဆိုတော့နောက်ဆုံးခြားတော့အရန်ပေါ်ပူလာဖြစ်ပြီးမင်းကလေးအများဆုံးရွေးချယ်တဲ့စီးပွားရေးတက်ကတူတက်ခဲ့တယ်ပေါ့နော် အဲ့ဒီကနေပြီးတော့ကျမအကောင့်တင်းဆိုတာသိခဲ့တယ် management ဆိုတာသိခဲ့တယ် cost တင်းဆိုတာသိခဲ့တယ်အဲ့ကနေပြီးတော့မှတစ်ချက် explore ထပ်လုပ်ပြီး tax ဆိုတာကိုကျမသိလာတယ် audit ဆိုတာကိုလည်းထိတွေ့ခွင့်ရခဲ့တယ်ပေါ့နော်နောက်ကအဲ့ကနေပြီးတော့မှတစင်ပြီးတစင်ကျမ finance ဆိုတာပါလဲ banking ဆိုတာပါလဲဆိုတာကိုကျမထိတွေ့ခွင့်ရရှိခဲ့တယ်ပေါ့အဲ့လိုပဲပြင်ချာရေးလမ်းကြောင်းကနေကိုယ့်ရဲ့ career path ကိုရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်လေ university ကနေဘွဲရတာ ਨੇ ပေါ့နော်ငါဘာဆက်လုပ်မလဲဆိုတဲ့ဟော ောင်စပြီးရွေးချယ်ရပြန်ရောအဲ့လိုရွေးချယ်တဲ့နေရာမှာလဲကျောင်းမှာပဲဆရာမပြန်လုံးမလားဒါမှမဟုတ်လို့ရှိရင် CPA တက်မလားဒါမှမဟုတ်ဘာလုံးမလဲပေါ့နော်ကိုယ်အဲ့အိမ်မှာဆက်ပြီးတော့လဲဆက်ပြီးတော့စဉ်းစားပြန်ရော အပြီးရင်ဆရာမလုံလားဒါမှမဟုတ်ရင် auditor လုံလားဒါမှမဟုတ် corporate wallet ကိုဝင်ပြီးတော့ပဲဒီ corporate က fan finance လဲအကြီးဆုံးဖြစ်တဲ့ CFO ပဲလုံလားအဲ့လိုမျိုးတွေနဲ့ပေါ့နော်ကိုယ့်ရဲ့ career path ကိုဖြည်းဖြည်းချင်းနဲ့ explore လုပ်ပြီးတော့ရွေးချယ်ခဲ့ရတယ်ပေါ့အဲ့လိုရွေးချယ်တဲ့နေရာမှာလဲမှန်ကန်ဖို့ရေးကြည့်တယ်ကိုတကယ်စိတ်ဝင်စားတဲ့ career path ကိုရွေးချယ်မိမှသာလျှင်တည်တည်ချာချာ focus လုပ်နိုင်မယ် challenge တွေနဲ့တွေ့ရင်လည်း overcome လုပ်နိုင်မယ်ပြီးရင်ပို့ပြီးတော့ ကိုယ့်ရဲ့ group အတွက်လည်းပို့ပြီးတော့ explore လုပ်နိုင်မယ်ပေါ့အဲ့ဒါကတော့ဒီပညာရေးလမ်းကြောင်းရွေးချယ်မှုမှန်ကန်ဖို့အရေးကြီးသလို career path ရွေးချယ်ဖို့လည်းအရေးကြီးတယ်ပေါ့အဲ့လိုပဲ career path ရွေးချယ်တဲ့နေရာမှာလည်းကိုယ်စိတ်ဝင်စားတဲ့လမ်းကြောင်းကိုရွေးမိပြီး ကိုရွေးတဲ့လမ်းကြောင်းဟာကိုအကောမဟုတ်ဘူးဆိုတာသိတယ်ဆိုလို့ရှိရင်မြန်မြန်ပြောင်းနိုင်ဖို့အရေးကြီးတယ်မဟုတ်လို့ရှိရင်ကိုရဲ့ဒီ experience တွေဟာအလကားဖြစ်သွားနိုင်တယ်ပေါ့ဒီလိုပဲဘဝလက်တွဲပေါ်ရွေးချယ်တဲ့နေရာမှာလည်းမှန်ကန်ဖို့အရေးကြီးတယ် right person မဟုတ်ဘူးဆိုတာသိတာနဲ့ကိုကိုကိုအရင်ပြင်ဆင်ဖို့လိုအပ်တယ်ဒီနေရာမှာကိုကိုကို ပြင်ဆင်ဖို့လိုအပ်တယ်လို့ပြောတာကိုအဲသတိထားရမယ်ပေါ့နော်ကိုရွေးချယ်တဲ့သူဟာကိုအတွက်မဟုတ်ဘူးဆိုတာသိတဲ့အချိန်မှာကိုကိုကိုပြန်ပြီးတော့စီစစ်ရမယ်ပေါ့နော်ကိုကိုကိုမညာတန်းစီစစ်ဖို့လိုတယ်အရေးကြီးတယ်ဒီလူဟာကိုအတွက် physically mentally အရာကိုအတွက်မသိတော့ဘူးအဲတကို directly ရော indirectly impact တွေရှိနေတယ် negative impact တွေရှိနေတယ်ဆိုတာသိရင်ကိုကိုကိုပြန်လဲစီစစ်ရမယ်အဲ့ဒီချိန်မှာကိုကိုပြန်လဲစီစစ်တဲ့နေရာမှာ तू ကတော့အဲ့လိုမဟုတ်ဘူးနဲ့တူပါတယ် तू ပြောလိုက်တာအဲ့လိုလိုမယူရုံနဲ့တူပါတယ် तू လောက်တာကတော့အဲ့လိုတော့မဖြစ်နိုင်ဘူးနဲ့တူပါတယ်ဆိုပြီးတော့ကိုကိုကို focus ထားပြီးစဉ်းစားဖို့ထက် သူ့ကို focus ထားပြီးစဉ်းစားပြီးတော့ကိုကိုကိုလင်ညာဖို့မကြိုးစားသင့်ဘူးပေါ့နော်အဲ့ဒါထက်ပိုဆိုးတာကကိုကိုကိုလင်ညာတာထက်ပတ်ဝန်းကျင်ကို ကိုယ့်ရဲ့ relationship ကအရန်ကိုတာယာနေတဲ့အောင်ဟန်ဆောင်ပြီးလူအထင်ကြီးအောင် လုပ်တာမျိုးကလည်းပို့ပြီးတော့အဲဆိုးရွားတဲ့လင်ညာမှုတစ်ခုဖြစ်တယ်ပေါ့နော် ကိုကုတ်ကိုလင်ညာနေတာကိုပိုခိုင်မအောင်အယောင်တင်လိုက်သလိုဖြစ်သွားတာပေါ့နော်အဲ့တော့ခုနဂျပန်ရဲ့စကားပုံနဲ့ပြောရင်ကိုဟာ round train ပေါ်ကိုရောက်နေပြီဆိုတာသိပေမဲ့ကိုကပြင်ချင်ရင်တောင်မှငါ့ကိုပတ်ဝန်းကျင်ကဘလို့ထင်မလဲမသိဘူးပတ်ဝန်းကျင်ကဒီလိုမျိုးဖြစ်နေတဲ့အခါမှာငါ့ကိုဒီလိုမျိုးလို့ထင်ထားတာကိုငါကဒီလိုမျိုးရုပ်တရက်ကြီးလုံးလိုက်လို့ရှိရင်လူတွေကငါ့ကိုဘလို့ထင်သွားမလဲဆိုတာမျိုးတွေနဲ့ပေါ့နော်ကိုကိုကို focus ထားပြီးစဉ်းစားဖို့ထက် တစ်ဖက်လူကို focus ထားပြီးစဉ်းစားတာပတ်ဝန်းကျင်ကို focus ထားပြီးစဉ်းစားတာမျိုးတွေပို့ပြီးဖြစ်လာမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ redundant ticket ရဲ့ cost ကအများကိုများသွားလိမ့်မယ်ပို့ပြီးကြာသွားတာနဲ့အများ ကိုယ့်ရဲ့အမှားကိုပြင်ဆင်ခြင်းအရန်နေသွားလိမ့်မယ်ကိုယ့်အပေါ်မှာနဂရီ impact တွေအရန်များလာလိမ့်မယ်ပေါ့နော်အဲ့တော့ဆိုတော့ဟိုဒီစကပ်ပုံလေးကနေပြီးတော့ explore လုပ်လိုက်တဲ့ thinking way အရာပေါ့နော်အဲပြန်လဲဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်အားလုံးတစုံတရာအကျိုးရှိလိမ့်မယ်လို့ယူဆပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်